အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Rai Audio Book Channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်နားကျင်ခံစားရမယ့်ဇာတ်လမ်းကောင်းလေးကတော့စာရေးစရာအကားစော်ရေးသားထားတဲ့လူသားမုံဟင်းကဆိုတဲ့ချစ်ရမယ့်ဇာတ်လမ်းလေးကိုနားဆင်ရမှာပဲဖြစ်ပါတယ်ရှင်ကဲဒါဆိုရင်တော့စုံးတဲ့အထိလိုက်ပါနားဆင်ပေးကြပါအောင်နော်အချိန်က1960ခုနှစ်ခန့်အေယဝရီတိုင်းဟင်္ဒရာမျိုးနဲ့ကျောင်းပိုင်ခန့်ကွာဝေးတဲ့အရမှာတော့အင်ကုန်းရွာလေးတစ်ရွာရှိရဲ့ အေယာဝရီမြေကမ်းရွာလေးဖြစ်ပြီးတော့မြစ်ချောင်းအင်းအိုင်ပေါ်များတာမို့အဲ့ဒီရွာနေသူအများစုကရေလုံငန်းနဲ့ပဲအသက်မွေးဝမ်းကြောင်းပြုကြတယ်။အများအားဖြင့်တော့ငပိငချောက်ငစနဲ့ငပိကောင်တွေပြုလုပ်ပြီးတော့ဟင်းသရမျိုးရှိတိုင်းတွေကိုဖျံသွင်းတဲ့လုပ်ငန်းတွေကိုလုပ်ကိုင်းကြတယ်။အဲ့ဒီရွာမှာမတ်ရွှေခင်နဲ့မတ်ငွေခင်လို့ခေါ်တဲ့ညီမနှစ်ယောက်ရှိတယ်။သူတို့ရဲ့မိခင်ကတော့လေးဖြတ်ထားတာမို့အောက်ပိုင်းတည်နေပြီးတော့သူတို့ရဲ့ဖခင်ကတော့ လွန်ခဲ့တဲ့၄နှစ်ခန့်ကပဲတည်ဆုံသွားခဲ့ပြီဖြစ်တယ်။မတ်ရွှေခင်ကမိခင်ကြီးကိုပြုစုရင်းနဲ့အိမ်မမဟင်းကားဆိုင်ဖွင့်ထားတယ်။မငေခင်ကတော့အနီးအနားရွာတွေမှာရှိတဲ့ငါးတွေကိုပြန်လည်ဝယ်ယူပြီးတော့ငပိတိတ်ခါမြို့ပေါ်မှာရှိတဲ့ဒိုင်းတွေကိုပြန်လည်သွင်းတဲ့ငပိလုပ်ငန်းကိုလုပ်ကင်တာပေါ့။သူတို့မိသားစုစီးပွားရေးကချောင်းချောင်းလေးလေးလေးရှိတယ်။ဒါပေမဲ့မတ်ရွှေခင်ကအိမ်စရိတ်အပေါ်ရောက်ဖို့အတွက်မနက်ခင်းပိုင်းမှာမဟင်းကားကိုရောင်းပြီးတော့မိခင်ကြီးကိုအနီးကပ်ပြုစုကလုပ်ကင်ပေးတယ်။ တို့ရထက်ကကလားလီကုန်းလာကညောင်မီကြီးကဆူတောင်းပြည့်လေဆိုပဲတမနက်ခင်းမှာတော့မက်ရွှေခင်မဟင်းကားဆိုင်မှာ လာရောက်စားတော့တဲ့ပိုးစုံမကစကတ်ဦးတန်းလိုက်တယ်။ဟုတ်ပါအင်းပိုင်ရှင်မီအီရုဆို ခလေးမရလို့အမြုံမဆိုပြီးခေါ်ခေါ်နေတာ။ဆရာရီလည်းစုံနေပြီ။နောက်တော့အဲ့ဒီညောင်ပေကြီးစီမှာဆူတောင်းလိုက်တာ။အခုဆိုပိုင်းနဲ့တော်ရေး။ဒေါ်ညုံးကထောက်ခံစကားပြောလိုက်တယ်။ဘလို့လဲမက်ရွှေခင်လူတွေတော်တော်များများသွားဆူတောင်းကြပြီ။နေရောစိတ်ဝင်စားဘူးလား။ အိုးမသွားတာဘူးရှင်။ကျမကအဲ့ဓာတွေကိုအယုံကြည်မှမရှိတာပို့ဆောင်မှလည်းအတိပဲမဟုတ်လား။မရွှေခင်တို့မိသားစုကဘာသာတရားလဲကိုင်းဆိုင်သလိုဘေးရီနတ်တွေလောကီတင်ညာတွေကိုလည်းအယုံကြည်ကမရှိ။သူရဲ့ဖခင်ကရခင်ကကွန်မြူနီပါတီဝင်တယောက်ဖြစ်ချင်းကြောင့်လည်းဖြစ်နိုင်တယ်။မရှိခင်တို့ရောမှာမော်ဟင်းကားဆိုင်၃လေးဆိုင်ရှိတာမို့မရွှေခင်ရဲ့ဆိုင်ကတိတ်တော့မရောင်းရအောင်။မော်ဟင်းကားငါးပိတ်တာကိုနေ့တစ်ဝက်ကျိုးအောင်ရောင်းရရင်ညနေပိုင်းမှာတော့အိမ်မူကိစ္စတွေနဲ့ မြမဖြစ်သူရဲ့စီးပွားရေးလုပ်ငန်းပေါင်းတွေကိုညီတက်ပြီးတော့မိခင်ကြီးကိုစောင့်ရှောက်နေရတာကများတယ်။တနေ့မှာတော့မြမဖြစ်သူမငွေဟင်ကအိမ်ပြန်တော့ချင်မိုးစုံစုံချုံးမှာပဲအိမ်ကိုပြန်ရောက်လာတော့တာပေါ့။မငွေခင်ကအနေနာရွာကြီးမှာငားလိုက်သိမ်းချင်းငါဝိတ်ထွက်ခြင်းနဲ့ငပိတွေကိုမြို့ကိုပို့ခြင်းတို့ကိုလောက်ကင်တာမို့အိမ်မှာမရှိတာကလည်းများတယ်။ဒါပေမဲ့ပုံမှန်နေ့လယ်3နာရီလောက်မှတော့ပြန်ရောက်နေကြပြီ။ညီမလေးငွေခင်အိမ်ပြန်နောက်ကျလိုက်တာ တကူလုံးလဲမိုးရီစုလို့ပါလားအမထစ်သူကမေးလိုက်တဲ့အခါမှာတော့ဟုတ်တယ်အမကြီးညောင်ဝမ်းရွာကအပြန်မှာမိုးရီအရင်ရွာတာနဲ့လိုင်းထားလို့လိုင်းနေအောင်ဆောင်ရင်နောက်ကျနေတာအမမနဲ့ပြန်မိုးရင်ကားဆိုင်မထွက်ပါနဲ့ထမင်းဝိုင်းမှာမငွေခင်ကတလို့ပြောတော့ဘာဖြစ်လို့လဲညီမရဲ့ညီမလေးညီမကောင်းချင်တယ်လို့ဖြစ်နေတာနဲ့မနဲ့ပြန်အလုံနာမယ်ဒါပေမဲ့မနဲ့ပြန်နတ်မော်အင်းဘတ်မှာငားရီပေါ်မှာညီမကြိုပြောထားတယ်အဲ့ဒီငားရီကိုအမပဲညီမကိုစားသွားယူပေးပါ မက်ရွှေခင်ကခေါင်းငိမ့်လိုက်တယ်။အိမ်ရဲ့စီးပွားရေးကမငွေခင်ရဲ့ငါလုပ်ငန်းမဲမဟုတ်ပါလား။နောက်တနည်းမနက်မှာတော့မက်ရွှေခင်ကအလုတ်သမားရီနဲ့နတ်မော်အင်းဘက်ကိုငါးကောက်သွားတယ်။ငါဟရီဖော်လိုက်ချိန်လိုက်နေမို့ညနေစောင်းမှပဲအလုတ်ကပြီးတော့တယ်။မက်ရွှေခင်တို့အိမ်ကကန်းသားနဲ့မနီးတာကြောင့်ငါးဟရီကိုလှိနဲ့ရွာကန်းသားကိုတည့်ယူရတယ်။ဒီတစ်ခါမှနွားလင်းနဲ့အင်ကိုထပ်ပြီးတည့်ယူရပြန်တယ်။ နွားလေးနဲ့ပြန်လာတဲ့ချိန်မှာတော့ရွာထက်အရောက်မှာညောင်မင်းကြီးကိုကြည့်မိတာပေါ့ဒီညောင်မင်းကြီးကရခင်ကားနဲ့လည်းမတူတော့ငကောနွေပန်းဝိုးရီနေတော့ဖြစ်နေပြီမရွှေခင်ကလည်းအင်းညောင်မင်းကြီးကဆူတောင်းချည်တယ်ဆိုပါလားငါကလည်းအပြင်သိပ်ထွက်ရတာမဟုတ်တော့ရောက်သုံးယောက်ခိုက်ဆူတောင်းသွားရင်ကောင်းမယ်အဲ့ဒီနောက်အလုသမားတွေကို နားလဲနဲ့လွတ်လိုက်ပြီးတော့မရွှေခင်ကညောင်မင်းကြီးနားမှာဆင်းနေခဲ့လိုက်တယ်ငါဘာဆူတောင်းရမလဲငါမဝင်ကားတယ်ပဲလေ ငဟင်းကရောင်းကောင်းဖို့ပဲဆွတောင်းရမှာပေါ့အရှင်ညောင်မင်းသောနမင်းကြီးစပတ်မဟင်းကကိုညံ့ညံ့ရောင်းရအောင်ကုညီဆောင်ရွက်ပေးတော်မူပါဒါလို့နဲ့မယုံတဝက်ယုံတဝက်နဲ့ဆွတောင်းပြီးတဲ့နောက်အင်ကိုလမ်းလျှောက်ပြန်လာခဲ့တယ်တပတ်ခန့်အကြာမှာတော့မတ်ရွှေခင်ရဲ့မဟင်းကကရောင်းဝတက်လာတယ်အရင်ကမဟင်းကငါးပိတ်သားကိုတမန်နခင်ရောင်းဝတဲ့အခါမှာလဲအခုမှတော့နှစ်နိုင်ခန့်နဲ့ကုန်နေမတ်ရွှေခင်ကလည်းနောက်နေ့မှမဟင်းကကိုတိုးချက်တယ် တိုးချက်တလောက်ကိုပဲနိုင်ရီပိုင်းအတွင်းမှာရောင်းလို့ကုန်နေတယ်။နောက်တစ်ဖက်ခန့်အကြာမှာတော့ရွာထဲမှာရှိတဲ့အချောင်းမုံဟင်းကားဆိုင်တွေကစားတဲ့သူမရှိတော့တာမို့ပိတ်လိုက်ရတယ်။မတ်ရွှေခေရဲ့မုံဟင်းကားကအရသာလေးထူးခဲ့သလို စားပြီးတဲ့သူတိုင်းကထပ်စားကြနေတယ်။စားတော့သူတွေကလည်းတစ်ခါစားလို့ရှိရင်၄၅ပကံတချို့က၅၀တာတပိတ်တာအဲ့လိုစားတာမို့မုံဟင်းကားကအရန်ရောက်ရတယ်။အင်းငုံရွာမှာတောင်မကပဲအနီးနားရွာတွေကပါလာရောက်စားတော့ကြပြီးတော့ ဟင်္ဒရာမျိုးပေါ်ကပါလာရောက်ဝေယူကြတယ်။အကြောင်းမသိတဲ့သူတွေကရွာကိုအလဲလာတဲ့အခါမှာအလှူပေးနေတယ်လို့တောင်ထင်ရတယ်။မငွေကြီးရဲ့ညီမကလည်းငပိလုပ်ငန်းကိုဆက်လက်မလုပ်နိုင်တော့ဘဲနဲ့အမကြည့်သူရဲ့မောဟင်းကားဆိုင်ကိုသာကိုညီလုပ်နိုင်ပေးရတယ်။စီပွားရေးကလည်းတနေ့တခြားတိုးထလာတယ်။အမေနဲ့ညီမလေးအမတို့အခုလိုစီပွားရေးအဆင်ပြေလာတာညောင်မေသောနှစ်ကြီးရဲ့ကျေးဇူးကြောင့်ဖြစ်တယ်။ လွန်ခဲ့တဲ့တစ်လလောက်ကအမတ်ညောင်ဝင်းကြီးစီမှာတော်ပြီးဆုတ်တောင်းခဲ့တယ်။အမအဲ့ဒီနမင်းကြီးကိုကျေးဇူးဆက်ချင်တယ်။အဲ့ဒါကြောင့်နှစ်ကွန်းကြီးဆောက်ပြီးလို့ဖို့ဆုံးဖြတ်ထားတယ်။နောက်တစ်ပတ်ခန့်ကြာတဲ့အချိန်မှာတော့မတ်ရွှေခင်တို့ကအလွန်ကြီးမားတဲ့အုံနဲ့တိဆောက်ထားတဲ့နှစ်ကွန်းကြီးကိုလူရန်ကရွာကပယံဆရာတွေကိုဆောက်လုပ်စေတယ်။မတ်ရွှေခင်တို့မောင်ဟင်ကနမယ်ကြီးတာကဟင်္ဒရာမျိုးမှမတိတဲ့သူပဲမရှိတော့အဲ့ဒီအထက်မှာရဲအုပ်အုံးဖေးလဲပါတယ် မရွှေခင်တို့မဟင်ကနာမည်ကြီးတာကတန်းတဲ့နေပါဦးအင်ကုန်းရွာကမရွှေခင်မဟင်ကဆိုတာနာမည်သိကြီးရပဲဆိုရဲအုံးဘေကရဲတက်တက်ညွန်ဝင်းကိုမေးလိုက်တယ်ဟုတ်တာပေါ့ဆရာရကျွန်တော်တို့နာမည်ကြပြီးစားကျင်နေတာဝယ်မရလို့ဗျရဲအုံးဘေကလည်းသူ့မေးစေးကိုပုံရင်းနဲ့အတန်ကြာစဉ်းစားနေတယ်အဲဒီနောက်မှာတော့ဒါဆိုမျက်မြန်သွားကြစို့ကွာဘာလဲ ဆရာကအဲ့ဒီမောင်ဟင်ကရတာကိုမြည်ကြည့်ကြင်လို့လားအဲ့ဒါလေတစ်ချက်ပေါ့နောက်ပြီးတော့ဒီလောက်လူပြောများပြီးဝေရခတ်နေတဲ့မောင်ဟင်ကကိုဘသူချက်လဲဆိုတာသိချင်တယ်နောက်တရက်မှာတော့ရေအုပ်အုံးဖီနဲ့ရေတက်ချက်ညိုဝင်းရေသားလောက်အောင်တို့ကအင်ကုန်းရွာကိုရောက်လာကြတယ်ရွာထိပ်မှာရွာသားတွေစောင့်နေတဲ့နတ်ကုန်းကိုလည်းတွေ့ရတယ်နတ်ကုန်းကအုပ်စီပြီးအုတ်ကျုံမိုးထားတယ်ကနုတ်ပန်းတချို့နဲ့အလားဆင်ထားပြီးတော့နတ်ကုန်းနေရာမှာတောတောင်ပေါ်နေရေးဆွဲထားတယ် အထဲမှာတော့ရုပ်ထုတစ်ခုရှိကရွှေချထားတယ်။နောက်ကောထဲမှာငပြောပွဲတွေနဲ့ပန်းတွေကိုလည်းဝေစာစွာနဲ့တွေးလိုက်ရတယ်။အနာကရွာသားတအုပ်ကိုမေးကြည့်လိုက်တဲ့အခါမှာတော့မတ်ရွှေခင်တို့အလူဖြစ်ကြောင်းနဲ့မတ်ရွှေခင်တို့ဆူတောင်းပြေပုံတွေကိုသူသိလိုက်ရတယ်။ရဲအုပ်လည်းစကားလက်စာသိမ်းပြီးတော့မတ်ရွှေခင်တို့အိမ်ဘက်ကိုထွက်လာခဲ့ကြတာပေါ့။တွေ့ပါပြီ။အလူမန်းတကြီးတစ်ခုမြကြီးမားတဲ့ဆိုင်ကြီးအထဲမှာလည်းဇပွဲတွေကလထိုင်းကြီးပြည့်နှက်ကလူတွေကပြည့်ကျက်နေတယ်။ ဆိုင်ပြင်းမှာလည်းမတက်ရပြီးတော့ခြံဆွဲဝယ်ရန်စောင့်နေတဲ့သူတွေကလည်းအများပြားရဲအုပ်ကလည်းဆိုင်အတွင်းကိုလှမ်းဝင်လိုက်တဲ့အခါမှာတော့အလွန်ထူးဆန်းတဲ့မြင်ကွင်းကိုမြင်လိုက်ရတယ်။ဟာဆိုင်တွင်းမှာစားတော့သူတွေကပြည်နေပြီးတော့အချို့ကခုံနေရမရတာမို့အမတက်ရက်ကစားတော့နေတယ်။စားတော့နေသူတွေကမော်ဟင်းကားကိုအငမ်းမရစားတော့နေတဲ့ပုံကဘလူးတရေစီးနေကြတဲ့အတိုင်းပဲ။ မိုးဖက်တောင်းတွေကိုပုံထားပြီးတော့ဟင်းရီတွေကိုပါဇက်သေးကိုအငမ်းမရထိုးထင်းနေကြရဲ့ပါဇက်တွေကလည်းပေကျန်နေတော့တာပေါ့ရဲအုံနဲ့အဖွဲကလည်းဆိုင်ကိုကျုံလွန်ပြီးတော့အိမ်ဘက်ကိုထလာခဲ့တယ်အိမ်မှာတော့အလုသမားတွေအလုရှုပ်နေကြတယ်ငပြောပင်ကိုခုတ်ပိုင်းနေသူကခုတ်ပိုင်းမိုးဟင်းကချက်ရံချက်နဲ့အလုတွေများနေကြတာပေါ့ခြံနောက်ကခံလန်းလန်းမှာတော့ဂိုးတော်တံဆောက်ထားတဲ့ငပိသိတဲ့နေရာကိုလှမ်းတွေ့ရတယ်ရဲအုံလည်းအိမ်မော်ကိုတက်ခဲ့တယ်အမ အမရှင်ရဲရီမငွေခင်ကအိမ်ဦးကမ်းမှာထိုင်နေရကနေအိမ်ငန်းလေးကိုပြေးဝင်သွားတယ်။မကြခင်မှာပဲအိမ်ထဲကနေမရွှေခင်ထွက်လာတယ်။အိမ်ဦးကမ်းမှာတော့သူတို့ရဲ့အမေဒေါ်လာခင်ကရဲဟုတ်ကိုစကားပြောရင်းနဲ့ဧည့်ခံနေရင်းနဲ့တပီးရထိုင်ဦးဒါဟင်းဒရာကရဲအုံမအောင်ဖေးတဲ့မရွှေခင်ကမျက်လွာကိုချလိုက်ကဒီကကိုကြီးတို့ကဘာကိစ္စရှိလို့လာတာလဲ။အเจ้าကတော့မောဟင်းကဆောင်မှာမောဟင်းကအင်မတာကောင်းတယ်လို့ဟင်းဒရာမှာတရင်ပြနေလို့ ။အော်ဒါလေးမြ။ဟဲ့မောင်တော်ဒီ ổ ပွဲတွေတင်ပေးပါအောင်ကွယ်အကိုကြီးတို့လွလွလပ်လပ်အားရပါရသုံးဆောင်ပါအောင်ညမနောက်မှာမွေးဟင်းရချက်ဖို့စီစဉ်ရအောင်မယ်တလူစုကမတ်ရွှေခင်ကအိမ်ထဲကိုဝင်သွားတယ်ရဲဟုံအုံးဖေနဲ့အဖွဲကလည်းမွေးဟင်းကစားပြီးဒေါ်လာခင်နဲ့စကားစမြည်ပြောပြီးရင်တော့ပြန်လာခဲ့ကြတယ်ကဲစရာဘာထူးကြလဲရဲရဲတက်ချက်ညိုဝင်းကမေးလိုက်တယ်อืมထူးတော့ထူးတယ်မွေးဟင်းကအနံ့တစ်ခုရတယ်ဗျာ နောက်ပြီးတော့အရသာမှအစီတမျိုးပါသလိုပဲချွေချူလေးနဲ့ထူးမထူးတော့မသိဘူးစရာ ကျွန်တော်ကတော့6ပကံကလောက်အောင်ကတော့10ပကံကုန်တာပဲနောက်တစ်ပတ်ခန့်အကြာမှလည်းရဲဟုတ်အုံးဖေနဲ့ရဲတက်ကျညွန်ဝင်းတို့ကအစားမုံဟင်းကားတွေကိုမစားကြတော့အရသာမတွေ့တာကြောင့်မတ်ရွှေခင်ရဲ့မုံဟင်းကားကိုသာတန်းတနေတယ်အလုံးများလာကတကြောင်တော်ရလာရဝေးလာကတကြောင်မတ်ရွှေခင်တို့စီကိုထမရောက်ဖြစ်တော့ ဒါပေမဲ့မကြခင်မှာပဲတွားဖို့အကြောင်းကဖန်လာတယ်။ဆရာလူပြောက်မှုတစ်ခုရှိတယ်။ဘာလို့လဲဘဲရလဲ။အင်းကုန်းရွာကဖိုးခွေးပါဆရာ။သူကလူမိုက်လူရှုပ်လူပွေတယောက်။ကြောက်နေလာတော့တလားလောက်ရှိပြီ။သူ့မိန်းမကဟိုနေ့ကမှတိုင်ကျလာဖွင့်တာ။ကောက်ပြီလေ။ဒါဆိုအင်းကုန်းဘက်ကိုသွားကြတာပေါ့။ဆရာလူပြောက်မှုပဲဟာကျွန်တော်သွားလိုက်လေပြီးပါတယ်။ဆရာကိုယ်တိုင်လက်ဆရာမလိုပါဘူး။အေကန္နာဘာအေကန္နာလဲ။ဆရာမုံဟင်းကားစားခြင်းကိုမဟုတ်လား။ ဒါလည်းပါတာပေါ့လေမောင်ဟင်းကစားကျင်တာကတကြောင်မောင်ဝေခင်ကြောင့်လည်းတကြောင်ကိုုံးဖေကအသက်40ခန့်အိမ်အောင်ပြတ်ဖူးတဲ့သူတရလောလောဆယ်မှာတော့လူလူတယောက်ဖြစ်နေတယ်အဲ့ဒီအပြင်ရေအုပ်လည်းဖြစ်တာမို့ယာရုကုန်နေကလည်းရှိတယ်သူ့ကိုရေလာညောင်းမိနေတဲ့သူတွေကလည်းရှိတယ်ဒါပေမဲ့ရေအုပ်အုံးဖေကစိတ်ရန်ခဲတယ်အခုမောင်ဝေခင်နဲ့တွေ့တော့မှပဲကိုုံးဖေရင်တွေပြန်ခုန်လာရတယ်အိဆက်နေခဲ့တဲ့ကိုုံးဖေရဲ့နှလုံးသားကလည်းနိုးထလာခဲ့တယ် ဟိုတရက်ကမငွေခင်နဲ့ဆုံတွေ့တော့လဲခဏမျှတာဖြစ်တာမို့ကိုုံဖေကလည်းမကျေနပ်နိုင်သေးမငွေခင်ရဲ့ကြောင်းလန့်နေတဲ့မျက်လုံးတွေကိုပြင်ယောင်နေမိတယ်မငွေခင်ကအသားရေလက်တဲ့ရုပ်ရည်ကလည်းတနာကမာလေးမျက်စိနဲ့တဲ့နာလန်ပေါ်ရင်ကိုလုံးကိုပေါက်ကတော့မြင်သူငေးရလောက်အောင်မယ်ခြီတော့ရင်တွေ့လျရတဲ့အခါလုံးဝပြိမောက်တဲ့တင်နဲ့အလူရှုမကြီးနိုင်မယ်နောက်တနေ့မနက်မှာတော့ဟင်းဒရာကနေလေနဲ့ထွက်ခဲ့ကြတယ် ဒီခါမှာတော့ကိုဝန်းဖေတယောက်ယူနီဖောင်းကြီးဝတ်မသွားတော့ဗန်ကောက်လုံးကြီးနဲ့ရှက်အင်းကြီးအဖြစ်ဝတ်ဆင်နေ။ဟာဆရာကလည်းအရွက်ဝတ်ကြီးနေပါလား။ရှောက်ပြောမနေနဲ့။ကဲကေဘော်တက်ကြတော်ကြမိုးဟင်းကကုန်နေဦးမယ်။ဒီတခါမှာတော့မန့်ငွေခင်ကမကြောက်တော့ဒါပေမဲ့အနေငယ်တော့ရှက်နေဟန်ရှိတယ်။ကိုဝန်းဖေတို့ကိုဧကန်ရင်နဲ့ကိုဝန်းဖေနဲ့တဲ့စကားစင်မီပြောတယ်။မတ်ရွှေခင်ကတော့အလို့များနေတာပေါ့။ကိုဦးခင်ကတော့သူတို့ရဲ့အမိတ်ဒေါ်လာခင်နဲ့ စကားပြောကအတော်ပင်ခရီးပေါက်နေပြီအတန်ကြာတဲ့အခါမှာရဲတဲ့ချက်ကလက်ကုံနေတာမို့စကားစဖြတ်ပြီးတော့ထပြန်ခဲရတယ်။ကိုုံးဖေကတော့မပြန်ချင်ပါဒါပေမဲ့လာတဲ့ကိစ္စကလည်းအလုတ်ကိစ္စမဟုတ်ပါလားအဖေကတော့ဖိုးခွေးတို့အိမ်ငယ်အနီးအနားကိုမင်းမြဲရတယ်ဖိုးခွေးကလူပေလူတေးရွာခံလူမိုက်တယောက်မိန်းမနဲ့ကလေးကိုလည်းမလုံကျွေးအချိန်ပြည့်တာတောက်စားမှုရင်နေတဲ့သူလူငယ်နဲ့တလားခန့်ကပျောက်သွားတယ် သူ့ပေါင်းသင်းတွေကိုစုံစမ်းကြည့်တဲ့အခါမှာအချို့ကရွာမှာမရှိဒါကြောင့်မေးမြန်းစရာရှိတာတွေကို မေးပြီးတော့သာပြန်လာခဲ့ရတယ်။နောက်ပိုင်းမှာတော့ကိုုံးဖေတယောက်ကအလုတ်အားလင်အားသလိုမန်းဝင်ခင်တို့အိမ်ကိုအဝင်ထွက်ပြုတ်လုတဲ့။မန်းဝင်ခင်အမေဒေါ်လာခင်နဲ့အတော်ပင်ရင်းနှီးနေပြီးတူသားသဖွယ်ပင်ဖြစ်သေးပြီ။မန်းဝင်ခင်ကလည်းကိုုံးဖေနဲ့တိတ်မစိမ့်တော့တခါတည်းမှာခြံထဲမှာစကားစနီပြောလို့ရှိကြတယ်။ မရွှေခင်ကတော့အမပေပေသူညီမကိုစိတ်မချအရေးတကြီးကြီးနဲ့ပေါ့ဒါပေမဲ့လည်းတစ်ဖက်သားကရဲရရှိရင်မွန်သူတယောက်ဖြစ်တာမို့မရွှေခင်ကစိတ်ချတယ်လို့ရှိရင်အင်းအမငွေခင်ကိုသူ့အမေဒေါ်လာခင်ကြီးကိုပြောပြီးတင်တောင်းရင်တော့ရမှာပဲ။ဒါပေမဲ့ဒီလိုလို့ရင်မငွေခင်ပေါ်ငါတင်စည်းသလိုများဖြစ်သွားမလား။မငွေခင်ရဲ့ဆန္ဒကိုငါရင်မေးကြည့်တဲ့နဲ့။ငကြခင်အချိန်မှာပဲဟင်းတလာငါးမျက်နှာဖျားပွဲကျင်းပါလေ ကိုုံးဘေကလည်းဒီအခွင့်ရေးကိုအယယူကမန်းငွေခင်နဲ့ဖျားပွဲလည်ရင်ခွင့်တောင်းနဲ့မန်းငွေဖင်မန်းငွေခင်ကလည်းကောင်းကင်နေဒါကြောင့်မန်းငွေခင်နဲ့ဖျားပွဲလည်တယ်ဖျားပွဲကလည်းအထူးစီကြတယ်ခေဘောအင်ဂျီရီအယုတ်တွေခလေးကစားစရာတွေနဲ့အထည်အလိတ်တွေကိုရောင်းချစားတဲ့လူတွေကအများသားမိုးပဲတရေစာမျိုးစုံလည်းရောင်းချစားတယ်ကိုုံးဖေတို့ကဖျားရင်ဖူးတယ်ပွေးလေတယ်အဲဒီနောက်မှာတော့ဖျားရင်ပြင်တော်ပေါ်မှာအတူထိုင်ကြရင်းနဲ့မန်းငွေခင် ကျွန်တော်ပြောစရာရှိတယ်။မမွေခင်စိတ်ဆိုးမလား။အိုးအကိုအုံးဖေကလည်းပြောတော့မပြောရသေးတာငွေခင်ကစိတ်ဆိုးစရာလား။ဒါဆိုကျွန်တော်ရှင်းရှင်းပဲပြောတော့မယ်။ကျွန်တော်မမွေခင်ကိုချစ်တယ်။မမွေခင်ကိုလက်ထပ်ယူချင်တယ်။အိုးမမွေခင်ကဘာမှပြန်မပြောနိုင်မင်းနဲ့အစားဘက်ကိုကောင်းလဲလိုက်တယ်။မမွေခင်မသိလို့တော့မဟုတ်ကိုအုံးဖေသူ့အပေါ်ကိုမြစ်တာရှိနေတာကိုသိမြင်ပြီးသားဖြစ်တယ်။သူမကိုယ်တိုင်ကလည်းကိုအုံးဖေကိုချစ်မိတယ် ဒါပေမဲ့သူမတို့ရဲ့ချစ်ခြင်းကိုတားဆီးနိုင်မဲ့အချမ်းရည်တစ်ခုကလည်းရှိနေတာပေါ့။ငွေခင်။ငွေခင်ကအပြိုးဆိုပေမဲ့ငွေခင်ကမတန်ရှင်းတော့ပါဘူးအကို။တလူပြောရင်းနဲ့မျက်ရည်တွေကကျလာတယ်။အိုး၊ထင်မှဖြစ်ရလေငွေခင်ရဲ့။ကိုုံးဖေကတလူရေရွရင်းနဲ့ငွေခင်ရဲ့ကိုလုံးလေးကိုတင်းကျုံဖတ်တကား။ငွေခင်ရဲ့ကောင်းကိုသူ့ရဲ့ကြဲပြန်းလာတဲ့ရွှေငွေကြီးတဲ့ကိုဆွဲသွင်းလိုက်တယ်။အကိုဒါရီကိုခယူမဆိုင်ပါဘူးငွေခင်။ အကိုလည်းအိမ်အောင်ပြက်ပင်လေငွေခင်ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့အကိုအားလုံးကိုခွင့်လွှတ်ပေးနိုင်တယ်အကိုမေ့နိုင်တယ်မငွေခင်ကတော့ကိုအုံးဖေရဲ့ရင်ငွေထဲမှာရှိုက်ငူးနေတယ်ကိုအုံးဖေကလည်းသူမရဲ့ရင်ငွေထဲကငွေခင်ကိုခေါင်းငုံကြည့်လိုက်တာငွေခင်အခုကိုရောချစ်တယ်မဟုတ်လားငွေခင်ကတော့ဘာမှပြန်မပြောဘဲနဲ့ခေါင်းလေးကိုအသာညှိကကိုအုံးဖေကိုမျက်ရည်တွေကြားကနေတွန်းပြလိုက်တယ် ငွေခင်တို့ရဲ့စိတ်ဆက်တောင်းရံပွေးလေးကတော့အောင်းအောင်းမြင်မြင်နဲ့ညံဆန်းစွာပြီးစီးသွားပြီ။နှစ်ဖက်လုံးကလည်းကန့်ကွက်မဲ့သူကမရှိ။ဘန်းငွေခင်ကညီမကိုနှမျောသလိုဖြစ်သွားတယ်။ဒါပေမဲ့ညီမကောင်းစားဖို့အရေးတော့သဘောတူရတယ်လေ။မကြမီမှာပဲလူချင်းတွေနဲ့နေကောင်းရတာရွေးတာလက်ထပ်ကြမဲ့ရက်ကိုရွေးချယ်ရင်စီစဉ်ထားတယ်။ကိုုံးဖေကလည်းမင်္ဂလာကိစ္စနဲ့တမျိုးအလုပ်ကိစ္စနဲ့တမျိုးမို့အလုပ်တွေများနေတာပေါ့။အိမ်အောင်ကြပြီးမှပဲမန်းငွေခင်ကိုလိုင်းငန်းခေါ်ထားရမယ်။လောလောဆယ်မှာတော့မန်းငွေခင်က အင်ငုံရွာမှာပဲဆက်လက်နေထိုင်နေတယ်။ဆရာလူပြောင်းမှုတစ်ခုရှိရဲ့။ရှဲထဲချင်းညဝင်ကပြောရေးဆိုရင်းနဲ့ရုံးကန်းနဲ့ဝင်လာကကိုုံးဖေကမောမချီပဲနဲ့ဘဲရလဲ။အင်ငုံရွာကပဲဆရာမောင်စော်ဆိုတဲ့73နှစ်သားလေးပျောက်တာ။ကိုုံးဖေကဖက်လက်စဖိုင်တွဲတွေကိုစပွဲပေါ်ဖြစ်တင်လိုက်တယ်။ရှင်နစ်တာတွေပါရင်များဖြစ်နေမလား။မဖြစ်နိုင်ရောဆရာ။အီယာဝတီတိုင်းသားတွေအကုန်လုံးကရေခူးကျွမ်းကြတယ်။အဲ့လေဒါဆိုလည်းမလက်ဖြတ်မအင်ငုံမသွားကြတာပေါ့။ ဟာတန်းဆူဆရာကျွန်တော်တို့ကိုမဟင်းကအလကားကျွေးရပဲနော်ဟာကိုညုံဝင်းနေမဟုတ်ဘူးရုံးကအားတဲ့ရဲသားလေးတွေပါခေါ်ခဲ့ဗျာအဝတာစားကြပြီတော့နောက်တတိမှာတော့ကိုအုံးဖီနဲ့ရဲချယောက်တို့ကအိမ်ဟုံးရွာကိုထွက်လာခဲ့တယ်အိမ်ဟုံးရွာအရောက်မောင်စောရဲ့အိမ်နဲ့အိမ်နီးနားချင်းတွေရွာသူကြီးတွေကို အမှုအကြောင်းမေးညာကြတယ်မောင်စောကအသက်73နှစ်ခန့်ရှိပြီးတော့မရွှေခင်ရဲ့မောင်ဟင်းကဆိုင်မှာကိုညီပေးနေတဲ့နေစားအလုပ်သမားလေးပဲဖြစ်တယ် မောင်စောကတခါတည်းမတ်ရွှေခင်မိုးဟင်းကဆိုင်မှာညအိတ်တက်တယ်။ပျောက်ဆုံးတဲ့နေ့ကမတ်ရွှေခင်တို့ရဲ့အိမ်ကိုသွားပြီးတရက်ခန့်ပျောက်မလာတာမို့စုံစမ်းကြည့်တဲ့အခါမှာမတ်ရွှေခင်အိမ်ကိုရောက်မလာကြောင်းသိရတယ်။ကိုုံးဖေတို့ကလည်းမေးမြန်းပြီးတဲ့နောက်မတ်ရွှေခင်အိမ်ဘက်ကိုထွက်လာခဲ့တယ်။အိမ်မောထွက်လိုက်တဲ့အခါမှာမတ်ရွှေခင်ရဲ့အမေဒွန်လခင်ကနှုတ်ဆက်တယ်။မောင်စောပျောက်နေတဲ့အကြားရွာထဲမှာပြက်နေတဲ့အကြားတမလောင်းရွာကိုရောက်လာမဲ့တွေ့ထားကြရဲတွေလာတဲ့အခါစားဖို့ပြင်ဆင်ထားကြပြောတယ် ်ပြီးတဲ့နောက်မတ်ရွှေခင်ကမုံငွေခင်ကပါလာရောက်ဧည့်ခံနေကိုဦးဖေကလည်းမတ်ရွှေခင်ကိုမီးမြန်းစရာရှိတာလေးတွေမီးမြန်းရအတွက်ပြင်ဆင်လိုက်တယ်။ဒါပေမဲ့သူ့ရဲ့ချစ်သူမျက်နှာက ဖြောက်တော့နေတာမို့ခင်ညီမကောင်းဘူးလား။ကိုဦးဖေနဲ့မတ်ငွေခင်ရင်းစားဖြစ်သွားကြတဲ့ကခင်လို့သာခေါ်တယ်။မတ်ငွေခင်ကပါဇက်ကနေမပြောဘဲကောင်းမဲ့ခါပြရတယ်။ဒီခါဒေါ်လာခင်ကစကားပြောနေရင်းနဲ့ဓာတ်လိုက်တယ်လို့ဖြစ်ကတကူလုံးတုံရင်ပြီးတော့လဲကျသွားတယ်။ဟာ ဖြစ်တာလည်းအတော့လောက်ကြပါအောင်လူတွေကလည်းယုံရင်ဆန်ခတ်ဖြစ်ကဆိုင်ထဲကနေပြေးလာကြတယ်ခဏကြာမှဒေါ်လာခင်ပြန်ထလာပြီးတော့မျက်ထောင်ကြီးနဲ့ကြည့်နေတယ်အသားတွေကလည်းတစက်စက်တုံးတွေကချွေးတီချွေးပေါက်တွေလည်းကျနေပြီပြီးတဲ့နောက်မှာတော့ကိုအုံးဖေရဲ့ဘက်ကိုလှည့်လိုက်ခါရဲရရှိကြီးကျွန်တော်ပေါင်းစော်ပါတလို့အတန်နဲ့ကြီးနဲ့ပြောလိုက်တယ်ကိုအုံးဖေကလည်းအာအာတန့်စွာနဲ့စိုက်ကြည့်နေမိတာပေါ့ကျွန်တော်ကိုတတ်သွားတဲ့သူဒီထဲမှာရှိတယ် ကျွန်တော်မကျေနပ်ဘူးမင်းကိုတတ်သွားတာဘယ်သူလဲကျွန်တော်ကိုတတ်သွားတဲ့သူကမငွေခင်မငွေခင်ကတော့သတိလက်ခါလဲကျသွားတယ်ငကြခင်အချိန်မှာပဲရွာလူကြီးတွေနဲ့ပယောဂကိုရဲ့ဆရာတွေရောက်လာပြီးတော့မောင်စောမင်းမို့ကိုအမှုမှန်ပေါ်စေရမယ်လို့ငါအမခံတယ်ဒေါ်လာခင်ကြီးကလည်းယောဂါရီရှိတယ်မင်းပြန်သွားလိုက်ပါကိုုံးဖေကကျွန်လို့ပြောလိုက်တဲ့အခါမှာတော့ဒေါ်လာဖေကြီးဒေါ်လာခင်ကြီးကလဲကျသွားပြီးနောက် ြန်ထလာတယ်။ကဲကိုညွင်မငွေခင်ကိုဖမ်းလိုက်ပါ။ရဲတကြညွင်ကလည်းပါလာတဲ့လက်ထိတ်တွေနဲ့မငွေခင်ကိုခတ်လိုက်တယ်။မငွေခင်ကသတိမရသေးအတန်ကြာနှာနဲ့ယူတော့မှပဲသတိရလာတယ်။ကဲမငွေခင်လူကြီးတွေလည်းရောက်နေပြီ။ကျွန်တော်ကိုအမှန်တိုင်းအားလုံးပြောပြပါ။မငွေခင်ကဆိုင်ကြီးတငငိုယိုရင်းနဲ့အတန်ကြာတော့မှပဲပြောပြပါမယ်ငွေခင်အားလုံးကိုပြောပြပါမယ် အဲ့နေကမိုးရွာတယ်။မိုးကတဲတဲမဲမဲရွာနေတာမို့လို့ငွေခင်ကရွာထိတ်ကနေပြီးတော့အမြန်ပြန်လာခဲ့ရတယ်။ဒီနေ့ကငပိရောင်းနေနေမို့တင်းစရာဘာမှတော့မပါ။မှောင်မဲနေတာမို့ထီးကိုအတန်ဟုတ်ဆောင်ရင်းနဲ့လမ်းလျှောက်လာတယ်။အဲ့ချိန်မှာပဲရှေ့ကနေတစုံတယောက်ထွက်လာတယ်။ဟမ်ဖုတ်ခွေညီမလုံးမလို့လဲ။ညို့စောင့်နေတာ။ဖိုးဝေးကမေပြုံးတစ်ချက်ပြုံးကမငွေခင်ရဲ့အနာကိုတက်လာတယ်။ခုနေ့ကနေကငါရေးစားစကားပြောတော့ကနေငါရှက်ကိုခွဲခဲ့တယ်။ နင်ငါတငယ်ချင်းတွေရှိမှငါ့ကိုပားရိုက်ခဲ့တယ်။အင်းလေးဖူခွေးရဲ့နင့်လိုလူပေလူတီမရက်ကြီးတဲ့သားသမီးရှိတဲ့လူကငါ့အောင်ညာရီးစားစကားပြောစရာလား။အေးနင့်ကိုဒီနေ့ငါအဲ့လိုအဆက်ခွဲဖို့စောင့်နေတာပဲ။ဖူခွေးနင်ငါ့ကိုလွတ်နော်။ဒါပေမဲ့ယောက်ျားအားနဲ့မိန်းမအားကတော့မရှင်းလား။လုံးဝခေရဲ့ကောင်းကိုပြင်းထန်တဲ့ထိခိုက်မှုဖြစ်ပြီးတော့မိမျောသွားတယ်။မိုးရွာနေတာဖြစ်တာမို့ရွာလန်းကလည်းလူပြက်နေတယ်။လုံးဝခင်ဖူခွေးကိုထား မငွေခင်ကိုဖိုးခွေထန်းခေါ်သွားတာကိုဘသူမှမမြင်လိုက်မငွေခင်တတိယလာတော့လဲဆောင်တဲလေးတစ်ခုထဲမှာဘေးနားမှာဖိုးခွေကထိုင်ကရက်တောင်နေတယ်မငွေခင်ကပြန်ကျဲနေတဲ့လုံကြီးတွေအင်ကြီးတွေကိုကောက်ယူဝစ်စင်ရင်းနေမျက်ရည်တွေကကျလာတယ်ဘယ်နဲ့လဲငွေခင်ရဲ့ဖိုးခွေကိုအဆက်ခွဲရတာပြောရလားနင့်ချောင်းတွေကိုရာကလူတွေအကုန်သိသွားရင်တော့နင်ဘွားပြက်ပြီနော်မငွေခင်ကဘာမှပြန်မပြောဘဲနဲ့စမ်းမြင်ကိုကြည့်ရင်းနေငိုနေတယ် ပြီးတော့တဲတဲကနေပြေးထွက်လာခဲ့တယ်။တဲဝါအရောက်မှာတော့ငွေခင်မနှက်ပြန်နေလဲငါနှင်းအိမ်ကိုလာခဲ့မယ်။နေအရှက်ကွဲခြင်းငါ့ကိုထွက်မတွေ့နဲ့။မောင်ဝေခင်ကလည်းဘာစကားကိုမှနားမထောင်တော့ဘဲနဲ့ပြေးထွက်လာခဲ့တယ်။အဲ့ဒီညကအိမ်ပြန်နောက်ကြတယ်။အမကြီးမက်ရွှေခင်ကိုလည်းလိန်ပြောလိုက်ရတယ်။ပြီးတော့မနှက်ပြန်ဖိုးဝေးကလည်းလာမယ်မဟုတ်ပါလား။ဒါကြောင့်အမကြီးကိုအိမ်မှာမရှိဖို့အတွက်စီစဉ်ရတယ်။ ။နောက်နေ့မှာတော့မိခင်ဖြစ်တဲ့သူကိုလည်းအတော်ထဆာတွေကြွေးပြီးတော့နေ့လယ်နေ့ခင်မိခင်ကြီးအိပ်ပျော်နေပြီ။မကြမီဖိုးခွေးကရောက်လာတယ်။ဖိုးခွေးကိုအိမ်ပါမတွေ့ဘဲနဲ့အိမ်နောက်ဘက်ရှိသစ်ပင်တွေကြားထဲမှာတွေ့ဆုံလိုက်တယ်။ဖိုးခွေးကတော့ဘာမှပြန်မပြောဘဲနဲ့မန့်ဝေခင်ကိုပွေဖက်လိုက်တယ်။အော်လေးဝခင်ရဲ့နင်အော်လိုက်ရင်လေငါတို့နှစ်ယောက်လူသိရှင်ကညားကြတာပေါ့။ဝေခင်ကတော့မအော်နိုင်ပါဘူး။ ဖိုးဝေးကငွေခင်းကိုငပိတိတ်တဲ့ကူလောင်ထဲကိုဆွဲခေါ်သွားတယ်။အဲဒီနောက်ရဆတ်စွာနဲ့ပါမီယာပြုတ်ချင်တယ်။နောက်ဆိုတို့ဒီမှာပဲဆက်တွေ့ကြရအောင်ကွာ။မငွေခင်းကတော့ထူပူနေတယ်။ပြီးတဲ့နောက်မှာတော့အနားမှာရှိတဲ့ငပိအိုးကြီးတွေကိုဖိတဲ့တစ်သားတုံးကြီးနဲ့ခိုးခွေးရဲ့ခေါင်းကိုလွှဲရိုက်ချလိုက်တော့တယ်။ဖိုးဝေးကအော်ဘေးမအော်နိုင်ရှာ။ခွေခောက်ပင်လဲကျတော့တာပေါ့။ဘုံဝေခင်ကလည်းဒေါသကိုထိမ့်မရဖြစ်ပြီးတော့ အိမ်တော်ဖေးမှရှိတဲ့ကိုင်းခုတ်တမကြီးကိုပြေးယူပြီးတော့ဖိုးခွေးကိုအချက်ပေါင်းများစွာပိုင်းချလိုက်တယ်။မန်းဝေခင်ရဲ့တကူလုံးမှလည်းသွေးရည်နဲ့ရဲရဲညီနေတယ်။မန်းဝေခင်ကလည်းအခုမှလူစိတ်ပြန်ကတ်တော့တာပေါ့။ဖိုးခွေးကတော့မန်းဝေခင်ရဲ့ခုတ်ပိုင်းမှုတွေကြောင့်အတုံးအတက်တွေဖြစ်နေပြီ။မန်းဝေခင်ကလည်းအလွန်တုံ့လောက်သွားတယ်။သူ့လူတက်မိပြီ။လူတက်လို့ရဲရဖမ်းရင်သူ့လည်းတည်မယ်။သူ့အမနဲ့သူ့အမေတို့လည်းတိလို့ကမဖြစ်။မန်းဝေခင်လုံမိလို့ရလောက်တော့တယ်။ အိမ်ဘေးဘီကိုကြည်လိုက်တော့လူသူကကင်းမဲ့နေတယ်။ဒါကြောင့်တစားစီဖြစ်နေတဲ့ဖိုးခွေးရဲ့အလောင်းကိုငပိအိုးရဲထက်ရင်ကြံစီလိုက်တယ်။ဟာမဖြစ်ဘူး။ငပိတွေကငငပိရောင်းလို့ဖော်ရင်တွေ့ကုန်ကြမှာ။ဘေးဘီဝဲရကိုကြည်ရင်းနဲ့လှုပ်ထားတဲ့ငံပြားကြီးအိုးကြီးဘက်ကိုကြည်လိုက်တယ်။ငံပြားကြီးအိုးကြီးကရာဝင်အိုးကြီးအပေါ်ရံအရေကိုသာခတ်ယူပြီးတော့အိုးအသိန်းနဲ့ပြန်သိန်းကအသုံးပြတာမို့တလားမှတစ်ချိန်ပဲဖွင့်ပြတယ်။အင်းဒီသားတွေပုတ်ပြီးတော့ငံပြားကြီးနဲ့ရောကုန်ရင်တော့တခါတဲ့အလောင်းဖြောက်ပြီးသားဖြစ်မှာ။ နောက်မှအင်္ဂါလူတွေလက်မှငံပြိုင်ဦးကိုသုံးပြည့်ုံပေါ့ဒီလိုတွေးကငံပြိုင်ဦးရဲ့အကုံကောက်ထလိုက်ပါတော့တယ်ပြီးတဲ့နောက်မငွေခင်းကလည်းကြောက်စိတ်နဲ့တပတ်ခံဖြားတယ်အတန်စာကုတော့မှပဲနေကောင်းတော့တာပေါ့အိမ်မှာအမကြီးနဲ့အမေရှိတဲ့အတွက်ငံပြိုင်ဦးကိုလည်းသုံးမပြစ်ဖြစ်အဲ့ဒီအချိန်မှာပဲပြဿနာတစ်ခုကပေါ်လာတယ်အเจ้าကတော့မရွှေခင်ကအဲ့ဒီငံပြိုင်တွေကိုသုံးပြီးမိုးဟင်းကားချက်နေတာပဲမငွေခင်ကတော့မတက်တီးလို့မစားဒါပေမဲ့တမဟုတ်ချင်းလူကြိုက်များလာတယ် အိမ်မကလည်းဝန်ထမ်းတွေခေါ်ထားတာမို့လူရှုံနေတာဝမ်ဝေခင်ရဲ့အကြံစီကလည်းမအောင်မြင်တော့ငပိလုပ်ငန်းမလုပ်တော့ပဲအိမ်မှာလူလစ်မဲ့အချိန်ကိုသာစောင့်ရင်းနဲ့ငံပြာရီအိုးကြီးကိုသာတုံပစ်ချင်တော့တယ်ဒါပေမဲ့လည်းအရင်ကငံပြာရီကိုတလမှတစ်ခါဖွင့်ရတော့လဲရောင်းအပ်တက်လာတာမို့နေတိုင်းလိုလိုဖွင့်နေရတယ်အဲ့ဒီအခါမှာငံပြာရီကောင်မဆိုးလို့မန့်ဝေခင်ကငံပြာရီကိုသူ့ကိုယ်တိုင်ခတ်ပေးမယ်လို့ပြောရင်ငံပြာရီအိုးကြီးပြည့်နေဖို့တော့ထထဖြစ်ပေးရတယ် တွန်တီမမွေခင်ဖျားဝဲသွားတယ်။အဲ့ဒီနေ့ကငတ်ပြားကြီးဖြစ်ရမေးခဲ့တယ်။နောက်နေ့မနက်မှာတော့ဆိုင်မာကူညီပေးတဲ့မောင်စောကငပိကိုတောင်စီကိုပေါ်လာမမွေခင်တွေ့လိုက်ရတယ်။ဒါကြောင့်အပြေးလိုက်သွားတယ်။သူ့ထင်းတဲ့အတိုင်းမှာပဲမောင်စောရဲ့အော်တန်ကိုကြားလိုက်ရတယ်။အမလီအထဲမှာအထဲမှာလူကောင်းကြီးဗျ။မောင်စောကအော်ရင်းနဲ့တုံနေတယ်။မငွေခင်ကငပိကိုတောင်တကားကိုပိတ်ခါဘာလို့ရမှန်းလဲမသိတော့ အဲ့ဒီအချိန်မှာမောင်စောကငပိကူလောင်တကားကိုသွားကအတင်းဖွင့်ရန်ကြိုးစားတယ်။ဒါပေမဲ့လည်းမအောင်မြင်တော့ဘူး။မောင်ဝေခင်ကမောင်စောရဲ့နှောင်းဆီကိုတသားတူကြီးနဲ့လွှဲကရိုက်ထလိုက်တော့တယ်။ပိုးဝေးကိုခုတ်ခဲတဲ့အတိုင်းအိုင်းခုတ်သားကြီးကလည်းခြောင်ထဲမှာဖတ်ထားတယ်။မောင်ဝေခင်ကလည်းပိုးဝေးနီးတူမောင်စောကိုပါပြုတ်လို့လိုက်တော့တာပေါ့။ခြံနှောင်းဖတ်ဖြစ်နေတာကတကြောင်မနှက်စောစောဖြစ်နေတာကတကြောင်မို့ဘသူကမှမတော့တတိမထားမိလိုက်တော့။အဖြစ်ပြက်ကတော့အဲ့ဒါပါပဲရှင်။ ကိုဟုံးဖေကမငွေခင်ကိုဂယုနာတတ်တဲ့မျက်လုံးနဲ့ကြည့်လိုက်တယ်။ဒါပေမဲ့အိမ်မှာရှိနေတဲ့လူတွေကတော့အလွန်ယွန်ရှားတဲ့မျက်လုံးတွေနဲ့ကြည့်နေကြတယ်။ငံပြားရီအိုးထဲမှာတော့တတ်တဲ့ခံပစ္စည်းတွေကိုရှာတွေ့တယ်။မောဟင်းကတရင်ပြန့်နှံ့သွားတဲ့အခါမောဟင်းကစားသူတွေကအန်ထွက်ကြတယ်။ကဲတစ်စက်ညို့ပဲမငွေခင်ကိုဖမ်းခေါ်လာခဲ့ပါအခြားရဲသားတွေကလည်းမငွေခင်ထပ်မပြေးနိုင်တော့တာကတကြောင် ကိုအုံးဖေရဲ့သူတို့သမီးကောင်းဖြစ်တာကလည်းကြောင်းမို့နှစ်ယောက်ပါလှုပ်ပေးထားကြကခလန်းလန့်ကနေလေထိုင်စည်းကြတယ်။ကိုအုံးဖေကတော့မိမိချစ်သူကိုစကားပြောရန်တွေးနေတယ်။ဥပဒေရဲ့အဆုံးအမကိုခံယူဖို့အကြောင်းထောင်ချပြီးပြန်ထွက်လာတဲ့အခါမှာသူစောင့်ကြုံနေမယ့်အကြောင်းကိုပြောရန်ဖြစ်တယ်။ဒါပေမဲ့လည်းမငွေခင်ကတော့ရေပင်ကိုသာချစ်ရင်းနဲ့လိုက်ပါလာခဲ့တယ်။အီယာဝတီမျက်လက်ထအစုံတစ်ခုနားကိုရောက်တဲ့အခါရေပြင်ကအလွန်ကျဉ်းဝန်းနေ။အဲ့ဒီအချိန်မှာပဲ ဟဲ့ဖိုးခွေငန်းတော့မလာနဲ့သွားတလုံးရုံရဲ့ဆန်ခတ်ဖြစ်ကရေပြင်းထဲကိုခုံချသွားတယ်ကိုုံးဖေဘလို့မကဲစဲရဲမင်းအချိန်မရလားရဲတွေကလည်းလှေကိုရက်ပြီးရှာဖွေတော့လည်းမတွေ့နိုင်အဲ့ဒီအချိန်မှာရေစည်းကျမ်းပြီးတော့ကဲဝဲခရက်တွေကလည်းများတာကြောင့်ပဲကိုုံးဖေကကြေပြောတဲ့မြင့်ပြင်းကိုကြည်ရင်းနဲ့မငွေခရဲ့နမေကိုသာအတန်နဲ့ကြီးနဲ့အော်ခေါ်နေပါတော့တယ်ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပဲရှင် ဆုံးခဲ့ဒီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့ချစ်ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပင်တင်ရှိပါတယ်။နောက်ရက်ဒီမှာလည်းဘလူးစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းလေးတွေကိုဖတ်ပြတင်ဆက်ပေးသွားမလဲဆိုတာစောင့်မျှော်ခံစားပေးကြပါအောင်ရှင်။